ာသိန်းစစ်ကောင်စီကပြည်သူဆန္ဒနယ်သွေးဖီကအထွတ်အယောင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာကိုရိုဟင်ဂျာအတိုင်းပင်ခံကောင်စီကကန့်ကွက်ထုတ်ချရဲလို့နိုဝင်ဘာလ24ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ပါတယ်စစ်ကောင်စီကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆန်းကျင်ကန့်ကွက်တိုက်ပွဲဝင်နေတဲ့အာနာသိန်းကာလာတစ်ချောင်းလုံးစစ်ကောင်စီဟာစစ်ရင်နဲ့မသက်ဆိုင်တဲ့မြို့ရော့အရတားပြည်သူနေထိုင်ရာနှင့်အဆောက်အုံတွေတပ်တနိကအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အရတားပြည်သူအများအပြားသေဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါ ရှိပါတယ်။2019ခုနှစ်မှာလေရခိုင်မြောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုရဲ့တရားခံမှာလေစစ်ကောင်စီသားဖြစ်တယ်လို့ဆိုပါရယ်ရိုဟင်ဂျာတိုင်းရင်းသားတွေဟာလေခေအဆက်ဆက်တိုင်းရင်းသားပြည်သူတရက်လုံးနဲ့အတူရပ်တည်ခဲ့ပြီးစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကန့်ကွက်တဲ့အရေးတော်ပုံတွေမှာလေပါဝင်ခဲ့တယ်လို့ရွေးဦးတော်လဲရင်းမှာလေတကြောစော်ပါဝင်လှူရှားနေသူတွေဖြစ်ပါတယ် ဒါကြောင့်ရိုဟင်ဂျာအတိုင်းပင်ခံကောင်စီဟာရိုဟင်ဂျာတွေမွေးရပေါင်းမူလအခွင့်အရေးစစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးဒန်းတူအခွင့်အရေးကိုအာမခံတဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးမှာတော်လှန်ရေးနိုင်ငံရေးအင်အားစုတွေနဲ့အတူလက်တွဲကြိုးပမ်းဆောင်ရွက်တော်မယ်လို့ထုတ်ပြန်ကြမှာပါရှိပါရရှင်။ ကရင်ပြည်နယ်မြောက်ပြည်မြို့တောင်ဖက်မင်းလက်ပံရွာမှာရှိတဲ့ DKBA ထိန်းချုပ်ထားတဲ့ကြားပြတ်အွန်လိုင်းငွေလင်ခိုင်းရုံကိုကရင်အမျိုးသားလွတ်မြောက်ရေးထံမတော် KNL တပ်ဖွဲ့ဝင်တွေကဝင်ရောက်စီးနှင်းခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ27ရက်နေ့မနက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ KNL တပ်တွေရှိရာဘက်ကို ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။ ။ KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက drone နဲ့သုံးပြီးပစ်ခတ်စဉ် DKB ရဲ့ထိန်းချုပ်မြေမင်းလက်ပံလျှော်ကကြားဖြတ်ရုံကိုထိမဲတာကြောင့် DKB ရဲ့ဘက်ကလည်းပြန်ပစ်ခဲ့တယ်လို့နင်းမြေတွင်သတင်းရင်းမြစ်ကဒီပူပီကိုပြောပါရယ်။ဒါအပြင်ပြစ်မိပေတဲ့အမှတ်905ကဒုတရင်မုံဘုံမှုတခေါ်တီကို DKB ရဲ့ဘက်ကအရေးယူမယ်လို့ပြောပြီးဘုံမှုတခေါ်တီကိုယ်တိုင်ကတော့ထွက်ပြေးလွတ်မြောက်နေပါရယ်။ မလက်ဘတ်ရောကကြားဖြတ်လုပ်ငန်းမှာတရုတ်နဲ့ထိုင်းနိုင်ငံသားတွေရှိနေပြီး KNL ပူပေါင်းတပ်ဖက်ကထိန်းချုပ်လိုက်တဲ့နောက်ပိုင်းကြားဖြတ်ခေါင်းဝင်တွေဟာအလုဆက်မလုပ်တော့ဘဲထိုင်းနိုင်ငံဘက်ကညာတွင်ကြီးထွက်ပြေးတင်းရှောင်နေရတယ်လို့ဆိုပါတယ်။ကြားဖြတ်ခိုင်းသား29ရောက်ဟာနိုဝင်ဘာလ23ရက်နေ့ညမှာထိုင်းဘက်ကိုထွက်ပြေးတော်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ စစ်ကောင်စီထက်နဲ့ခင်းအလေပူပေါင်းတက်တွေပြစ်ခတ်မှုဖြစ်စဉ်မှာ120မမလက်နေကြီးတချို့ထိုင်းဘတ်ကျန်တက်ခရိုင်မဲဆောက်မြို့နယ်မဟာဝန်းအုပ်စုမဲ့ကိုကင်းရော်သေးကိုကြာရောက်ပောက်ကွေးခဲ့ပါတယ်။လက်တလောနေဆက်တချောင်းမှာလည်းလုံကြုံရေးတွေတွန်းမြင့်ချထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်ရှင်။စကိုင်းတိုင်းခင်ဦးမြို့နယ်တိုက်ပွဲအတွင်းကနေစစ်ကောင်စီတပ်ရဲ့လက်နက်ခေရန်များစွာကိုသိမ်းဆီးရရှိခဲ့တယ်လို့တော်လေရဲတပ်တွေစီကသိရပါဗျ။ ်မုံလကျော်ရင်မှာလေရဲ့အကြာတက်အထိုင်ချပြီးနောက်ပြင်ထောင်ပြူစောထီးရုံကိုထွက်လာတဲ့စုစုပေါင်းခက်မှန်းအင်အား180ဝန်းကျင်ပါစစ်ကြောင်းကိုနိုဝင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းကမုံလာပြင်ထောင်တော်ရလဲမှာတော်လေရဲတက်ကတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တော်လေရဲတက်တွေရဲတိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်သားတွေအများအပြားတေဆုံးပြီးစစ်ကြောင်းတကြောင်လုံးတက်ပြတယ်လို့တက်ပြတော်တယ်လို့အလောင်းတွေကိုထားပြီးမုံလာရော်တဲ့ဆုတ်ပြေတော်တယ်လို့သိရပါတယ်။ တိုက်ပွဲကနေစစ်ကောင်စီရဲ့လက်နက်နဲ့ဆက်ဆက်ပစ္စည်းတွေတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ23ရက်နေ့ကပြင်းပြင်းထန်ထန်ဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖက်ကတပ်ဖွဲ့ဝင်80နီးပါးတေဆုံးပြီးလေကြောင်းကားနေပါပစ်ကူပစ်ခဲ့ရတယ်လို့ဒေတာခန်တွေကပြောဆိုကြပါရဲ့ရှင်။ ကရနီပြည်နယ်ဖရူဆိုမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့ခမာရ931တပ်ရင်းကဒူးတက်စိန်မူဟာကရနီတပ်ပေါင်းစုစီမာပူပေါင်းလာရဲလို့ကရနီအာမေ BA5 တာဝန်ရှိသူကနိုဝင်ဘာလ23ရက်နေ့မှာပြောဆိုပါရယ်ဒူးတက်စိန်မူဟာနိုဝင်ဘာလ9ရက်နေ့မှာစစ်ကောင်စီတပ်ကအလင်းဝင်ကျင်တဲ့တက်စိန်နဲ့စစ်ကောင်စီရဲ့ကင်းပုံးဝတ်နေတဲ့အဖွဲတိုးပြီးအချင်းချင်းပြစ်ခတ်ကြရင်ကနေလွန်မြောက်လာတာလို့ဆိုပါရယ်ဖရူဆိုကနေဘော်လခဲကိုထိုးဆင်းတဲ့စစ်ကြောင်းကနေ တဲစိတ်တစ်စိတ်လုံးပူပေါဖို့ထွက်လာတဲ့အချိန်ကင်းပုံဝတ်တဲ့အဖွင့်နဲ့တိုးပြီးအချင်းချင်းပြစ်ခတ်ကြတဲ့အချိန်တယောက်တည်းလွတ်လာတာဖြစ်ပြီးတနယ်တလန်နဲ့လက်ပြေပုံတစ်လုံးပါလာတယ်လို့ KABA5 ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်ပူပေါင်းလာတဲ့အတူတက်စိန်မုံကိုလုံခြုံတဲ့နေရာမှာထားပေးထားပြီးနောက်ထပ်အလင်းဝင်ကျင်တဲ့သူတွေကိုလည်းဖိတ်ခေါ်ရလို့ KABA5 ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ် စစ်ကောင်စီတရဲ့စစ်ကြောင်းကဖရူဆိုအမတ်စစ်လေလက်ကျင့်အတင်းတဲ့ကြောင်းကနေတဆင့်ဘော်လကေဘက်ကိုစစ်ကြောင်းထိုးဖို့အတွက်ပြင်ဆင်နေပြီးလက်ရှိမှာအမတ်စစ်လေတက်ကိုကြော်လာပြီလို့သိရပါရဲ့ရှင်။လာမယ့်ရွေးကောက်ပွဲမှာမဲပေးတာမပေးတာဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒသာဖြစ်တယ်လို့အာနာသိန်းစစ်ကောင်းဆောင်ကပြောဆိုပါတယ်။ အရာဝတီတိုင်းမဦးပင်မျိုးကိုစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်ဖွင့်ဖို့ရောက်ရှိနေတဲ့စစ်ကောင်းဆောင်ဟာနဝေမာလာ23ရက်နေ့ကမဦးပင်မျိုးကတာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ်အခုလိုပြောကြားခဲ့တာပါရွေးကောက်ပွဲပြုလုပ်ချိန်မှာမဲပေးခွင့်ရှိသူအလုံးမဲပေးစီလိုပင်မဲမဲပေးတာမပေးတာဟာပြည်သူတွေရဲ့အဆန္ဒသာဖြစ်တယ်လို့စစ်ကောင်းဆောင်ကပြောဆိုပါတယ်စစ်ကောင်းဆောင်ကအခုလိုပြောနေပေမဲ့လက်တွေမှာတော့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေတွေကိုပြဋ္ဌာန်းပြီးရွေးကောက်ပွဲဆန်းကျင်သူတွေကိုစက်တိုက်ဖမ်းဆီးတာ အမုံဖွင့်တာထောင်ချတာတွေစက်တိုက်ပြုလုပ်နေပါတယ်။ရွေးကောက်ပွဲပထမပိုင်းကိုဒဇင်မာလာ28ရက်နေ့မှာမြို့နယ်တရားနှမျိုးနေမှာစတင်ပြုလုပ်မှာဖြစ်ပြီးအာနာသိန်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်ရောအမြင့်တဲ့အတွင်းဝန်ဒေါ်ကြည်ပြားနဲ့ခင်ပွန်ဖြစ်သူဦးညီညီမင်းတို့ကိုစစ်ဆေးအရေးယူပေးဖို့တိုင်ကြားလာတဲ့အတွက်စုံစမ်းစစ်ဆေးတာတွေပြုလုပ်နေခြင်းအတွင်နိုဝင်ဘာလ22ရက်နေ့ကစတင်ကတာဝန်ကနေရာယီရန်နာထားရဲလို့ NUG ကထုတ်ပြန်ပါတယ် အဂရိတ်လိုက်စားမှုမယောကန်မယောဩစာသောအလွေသုံးစားမှုပြုလုပ်တယ်လို့နိုင်ငံတော်ယာယီတမနာပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌတို့အစီကိုလိမ့်မှုပြီးတော့တိုင်ကြားထားတဲ့အတွက်နိုဝင်ဘာလ22ရက်နေ့မှာစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်စုံစမ်းစစ်ဆေးရဲ့အဖွဲ့အနေနဲ့ဆောင်ရွက်ဖို့ရှိတဲ့လုပ်ငန်းတွေကိုစတင်ဆောင်ရွက်နေပြီဖြစ်ပြီးစစ်ဆေးတွေ့ချီချက်တွေအပေါ်မူတည်ကလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုဆက်လက်လှုပ်ဆောင်တော့မယ်လို့အတိပေးထုတ်ပြန်ထားပါတယ်။ ဒေါ်ကြည်ပြားနဲ့ခင်ပွန်ဖြစ်သူတို့ရဲ့ငွေကြေးအလွေသုံးစားမှုတွေတဲ့ဝန်ကြီးချုပ်ယုံအတွက်နိုင်ငံတကာကပေးအပ်ထောက်ပံ့တဲ့ငွေကြေးတွေအပြင်တခြားပြည်တွင်းပြည်ပကလည်းပါဝင်ပြီးပစ္စည်းတွေကိုလည်းကိုကျိုးအတွက်အသုံးချတယ်လို့တိုင်ကြားစာမှာတွေ့ရပါရှင်။ တနေ့သားရီတိုင်းကျုံစုမြို့နယ်မှာလက်နက်ခေရန်တွေတင်လာတဲ့ဖြူစောတီကာနစီကိုနှဝင်ပါလာ23ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်ခဲ့ပြီးလက်နက်ခေရန်တွေနဲ့ကားပေါ်ပါသူ၂ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ကျုံစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စီကသိရပါဗျ။ဖျားထုတ်ကြေော်ဘကနဲ့ပေးတိုင်ကြေော်ဖြူစောတီစခန်းကိုကာနစီနဲ့လက်နက်ခေရန်တွေတိစောင်းလာတဲ့အတွက်ရမုံကြေော်အနေကားလဲပိုင်းမှာဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်ပြူစောထိနဲ့ရဲတွေကားပေါ်ဟာနဲ့ဆင်းပြေတဲ့အချိန်ဝိုင်းဝဲပိတ်ဆို့ပစ်ခတ်ခဲ့တဲ့အတွက်ပြူစောထိနဲ့ရဲ9ယောက်တေဆုံးပြီး2ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့လို့ကျွန်းစုံမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူကဒီပူပူကိုပြောပါရယ်တိုက်ပွဲအတွင်းဖန်စီရမိတဲ့ကားဒရိုင်ဘာနဲ့ပြူစောတီအဖွင့်ဝင်ဟောင်းဆိုသူနှစ်ယောက်ကိုထိမ့်သိမ်းစစ်ဆင်နေပြီးအရေးယူတော့ဖို့ရှိတယ်လို့ဆိုပါတယ်။ဒါအပြင်ကြံခဲ့တဲ့ကားအတွင်းကလည်း60မမမော်တာပြောင်းတစ်ခု60မမ GT ၅လုံး ကိုမမတီ38တောင်းလက်ပြဘုံနှလုံးဦးစီးကြီးပေါက်နှစ်ခုဓမြောက်တစ်ချောင်းဖုန်းတစ်လုံးနဲ့ပြူစောတီယူနီဖောင်းတစ်စုံလိုကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ ပေါ်ဆန်းဆန်တူလောင်ဖြတ်ဖြူရောင်းချသူတွေအနေနဲ့တူလောင်ဇင်းတို့မြစ်တင်ရောင်းချခြင်းလုံးဝမပြုလုပ်ဖို့မြန်မာနိုင်ငံဆန်စပါအတင်ကျော် MRF ကတတိပေးလိုက်ပြီးတော့ရန်ကုန်မှာပေါ်ဆန်းဆန်ဇင်းတို့တည်ငြိမ်မှန်ကန်ဖို့စားသုံးသူတွေစီတရရောင်းချပေးမယ်လို့အတင်ကျော်ကကြေညာချက်ထုတ်ပြန်ပါတယ် ဒီအစီအစဉ်ကို MRF နဲ့မြန်မာနိုင်ငံဆန်စပါးကုန်တင်များအတင်တို့ပူးပေါင်းပြီးလာမယ့်နှဝင်ပါလာ26ရက်နေ့ကစလို့အကောင့်ထဲပုံမှန်ဖြစ်ကအိတ်အကြီး24ပြီဆန်အိတ်တွေကိုအိတ်အရောက်ဖို့စနေနဲ့အိတ်အသေးတွေကိုရက်ွက်နဲ့ဈေးတွေအထိလေးလေးရောင်းချတော့မယ်လို့သိရပါတယ် ဒီအစီအစဉ်မှာပူပေါင်းပါဝင်ဖို့ရန်ကုန်တိုင်းအတွင်းကပေါ်ဆန်းဆန်တူလောင်ဖြက်ပြူရောင်းချသူတွေနဲ့လက်လီဆိုင်တွေကိုလည်းမြန်မာနိုင်ငံဆက်စပေါင်းကုန်တင်များအသင်ကအသိပေးထားတယ်လို့ဆိုပါတယ်။ဒါအပြင်လုပ်ငန်းရှင်တွေအနေနဲ့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အရဆက်စပေါင်းတူလောင်ဖြက်ပြူရောင်းချမှုအချက်လက်တွေကိုမြန်မာဆက်စပေါင်းအွန်လိုင်းမှာလာစဉ်လာစဉ်တစ်ရက်နဲ့ကနေခုနှစ်ရက်နဲ့အတွင်းမပြတ်မကွက်စီးရင်သွင်းဖို့ကိုထပ်မံတတိပေးထားပါရှင်။ ကွေတိုင်းပေါ့မြို့နယ်နသက်ရွာအနေမှာနဝေမာလာ23ရက်နေ့မနက်ပိုင်းကစတင်ကစစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကထိခိုက်အသေးဆုံးမှုများခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်နဝေမာလာ16ရက်နေ့ကစတင်ပြီးစက်မှုနှစ်ကနေပေါင်မြုံနယ်ဖလန်ကိုင်းရှင်နယ်မော်ဘက်ကိုစစ်ကြောင်း၃ကြောင်းခွေထွက်လာတဲ့အတွက်ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးရတခြားကဗော်တာဆွေးလာသူတွေနဲ့ပြူတွေကိုရှေ့တန်းကနေတက်ခိုင်းတာတွေကိုတွေ့ရပြီးစစ်ကောင်စီတပ်ဘက်ကအထိနာတဲ့အတွက်တက်ပြန်ဆုတ်တော်တယ်လို့စစ်တပ်နဲ့တပ်မတော်အဖွဲ့ရဲ့တာဝန်ရှိသူကိုအုပ်ကာကပြောပါတယ်။ပေါင်မြို့နယ်အတွင်းမှာရွှေဘုံသာဘက်ကထွက်လာတဲ့စစ်ကြောင်းနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပေါ်နေတဲ့အတွက် ဒေသခံတွေကရော်လုံးကျွတ်နေရဆုံးခေါ်နေကြရပြီးဒီကနေ့နိုဝင်ဘာလ24ရက်နေ့အထိရော်ရဲပြောင်းမဝင်ရေသေးဘူးလို့နသက်ရော်ခန်ကပြောပါတယ်စစ်ကောင်စီတပ်ကပေါင်းမျိုးနဲ့အတွင်းမှာစစ်ကြောင်း၃ကြောင်းခွဲကထိုးစစ်ဆင်နေပြီးဒီကနေ့နိုဝင်ဘာလ24ရက်နေ့မှာတော့ဖလန်ကားရှင်နေမော်အနီးကတဝိုက်မှာစစ်ကြောင်း၃ကြောင်းပြန်ပေါင်းတော်တယ်လို့သိရပါတယ်ရှင် စကိုင်းတိုင်းတစင်းမြို့နယ်ကန်ထူးမရော်ကိုစစ်ကောင်စီတပ်ကနိုဝင်ဘာလ24ရက်နေ့မနက်အစောပိုင်းတနားရီလောက်မှာလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သား6ယောက်သေဆုံးပြီးဆေးရုံလေးပျက်စီးခဲ့တယ်လို့ဒေတာခန့်တွေစီကသိရပါတယ်ကန်ထူမရော်ရဲ့ဆေးရုံနဲ့ဆေးရုံနောက်ကျောကကားဘော်ရီယုံကိုလေးချောင်းကနေနှစ်ကြိမ်ဘုံချေတိုက်ခိုက်ခဲ့တာဖြစ်ပြီးကားဘော်ရီယုံမှာရှိတဲ့အလုသမား6ယောက်သေဆုံးပြီးတရားရရှိသူတွေလည်းရှိတယ်လို့သိရပါဗျ။ ထမတစ်ကြိမ်ဘုံကျဲမှုမှာစေးရုံရဲ့ဓမ္မန်ဆောင်ကိုဘုံထိမှန်တော့ခေကဒုတိယတစ်ကြိမ်မှာတော့ကားဘော်ရီယုံဘော်ကြာရောက်ပြီးဘော်ရီယုံကအလုံသမား6ယောက်သေဆုံးက4ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတယောက်က DBB ကိုပြောပါတယ်။တိုက်ပွဲဖြစ်ပေါ်တာမရှိပဲစစ်ကောင်စီတပ်ကဘုံကျဲတာဖြစ်ပြီးထိခိုက်သေဆုံးသူတွေဟာတာမန်အရဲသားတွေဖြစ်ပြီးကာကွယ်ရေးတပ်ကတယောက်မှမပါဘူးလို့တစီမြို့နယ်ပအားဖတာဝန်ရှိသူကပြောပါတယ်။ ကထူမယောဂစစ်ကောင်စီတပ်ရေစခန်းကိုပြီးခဲ့တဲ့2024ခုနှစ်မတ်လအတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ပြီးခြေရော်ကိုသိမ်းယူထားတာဖြစ်ပါရဲ့ရှင်။မကွေတိုင်းပေါင်မြို့နယ်ထင်းမှာရှိတဲ့ခြေရော်နယ်ရောကလူနေအိမ်တွေကိုနိုဝင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းကမင်းရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်15လုံးထပ်မင်းလောင်ပျက်စီးခဲ့တယ်လို့တော်လေရေးတပ်ဖွဲ့တွေစီကသိရပါဗျ။ ။နိုဝင်ဘာလ23ရက်နေ့နေ့လယ်နာရီခွဲလောက်မှာကပါစ24ကနေထွက်လာတဲ့အင်အား150ကျော်ပါတဲ့စစ်ကြောင်းဟာကြောက်မဲတောင်ရော်ရဲ့အရှိပါရော်မိန်လမ်းမကြီးဘက်ကအိမ်စစ်ငါလုံးကိုမင်းရှို့ခဲ့တယ်လို့ဆိုပါရယ်။သုံးနိုင်ခွေလောက်မှာတော့နှစ်သက်ရော်မှာရှောင်းနေတဲ့စစ်ကြောင်းကရော်ပြောက်ပိုင်းမှာရှိတဲ့နေအိမ်တွေကိုမင်းရှို့ဖျက်ဆီးခဲ့ပြီးမင်းလောင်ပျက်စီးတဲ့အခြေအနေကိုတော့မသိရသေးဘူးလို့တော်လေရဲ့တပ်ဖွဲ့ဝင်တယောက်ကဒီဘူဘီကိုပြောပါရည် ေါင်းမြို့နယ်ဒေကြီးကျော်အနေမှာစစ်ကောင်စီတပ်နဲ့တော်လေရဲတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးပြည်သူစစ်တပ်ဖွဲ့ဝင်၃ယောက်ဟာလက်နက်ခေရတဲ့နဲ့အတူနိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းမှာတော်လေရဲတပ်ဖွဲ့တွေစီကိုပူပေါင်းလာကြတယ်လို့ဆိုပါတယ်ပူပေါင်းလာသူတွေဟာ MA1 တနက်3လက်ကြီးပေါက်3ခုနဲ့ကြီး88တောက်ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်ရှင်။